ိုင်ရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီလေးလုံးပေါ့နော်အဲ့ဒီလေးလုံးထဲကတလုံးတမဟုတ်တလုံးမှမထီဘူးပေါ့နော်ဝန်အောင်တို့ကျွန်တော်တို့ဒီနည်းကိုပြန်လည်မြောက်ပြီးတော့မှဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်အတူတူလေ့လာကြအောင်ပေါ့နော်ဒီ short ခွန်တင်းနေမှာဆိုရင်၄ရှစ်တင်းဆိုတဲ့အတွက်အဲ့ဒီမှာတေးတလုံးထဲပဲဖြစ်ပါတယ်ခွန်ရှင်းနှစ်တော့မှ၅၉ရှစ်ဆိုတဲ့အတွက်အဲ့ဒီမှာတော့ရှစ်တလုံးပဲပေါ့နော် လေ9 9တုံများမှာတတိရှောင်းဆိုတဲ့အတွက်အဲ့ဒီမှာတော့ဒလုံးမှမထီဘူးပေါ့နော်ဝန်အောင်လို့ဖြစ်ပါတယ်ဒီ8 9 3လေးမှာတော့6 9တုံများဆိုတဲ့အတွက်အဲ့ဒီမှာ9ဒလုံးအလေးဖြစ်ပါတယ်9ဒလုံးထဲပဲဖြစ်ပါတယ်ပေါ့နော်ဒလုံးထဲပဲထီတာဖြစ်ပါတယ်ဒီမှာဒလုံးဒီ8ဒလုံးဒီမှာတော့ no ပေါ့နော်6 9တုံများမှာတော့ဒလုံးဒီ9ဒလုံးထဲပဲဖြစ်ပါတယ်ဒီအပေါ်မှာတော့ဒလုံးမှမထီဘူးပေါ့နော် ။ Okay နောက်ထပ်ဒီခွန်ရှိနှစ်3မှာကြတော့5930အတွက်3ဒီတလုံးသေးပဲပေါ့နော်။ပြီးရင်3689တဲက9394ဆိုတဲ့အဲ့ဒီမှာလည်း၄တလုံးသေးပဲဖြစ်ပါတယ်။3489မှာ9တောင်3ဆိုတဲ့အတွက်အဲ့ဒီမှာလဲ3တလုံးပဲဖြစ်ပါတယ်ဗောနော်9တောင်များတော့ပြီးရင်1069မှာတော့336ဆိုတဲ့အတွက်အဲ့ဒီမှာလဲ6တလုံးထဲပဲဖြစ်ပါတယ် အပိညာမှာပေါ့နော်ပြီးရင်၈၉၃မှာ၃ည၄တဆွဲအတွက်၄တီတလုံးထဲပဲအလေဖြစ်ပါတယ်၄၅၉၃မှာကျတော့၈၆ခွန်ဆိုတဲ့အတွက်အဲ့ဒီမှာတော့တလုံးမှာမထီးဘူးပေါ့နော်ထီးရင်တလုံးပဲထီးရမှာပေါ့နော်လုံးမထီးဘူးဆိုရင်ဒီကီလေးလုံးလုံးဝမထီးဘူးပေါ့နော်ထီးမယ်ဆိုရင်တော့တလုံးထဲပဲဖြစ်ပါတယ်၆၃၆မှာ၃ည၃လုံးပေါ့နော် တော်များတင်း96မှာ66နှစ်ဆိုရတော့ဒီမှာအပူဖြစ်ပါတယ်အပူဆိုတော့ကျွန်တော်တန်နေဘူးပေါ့နော်66ဖြစ်ပါတယ်လေး96တုံများမှာ66က9တလုံးသေးပဲဖြစ်ပါတယ်လေး96တုံများမှာ96နှစ်ဆိုရတော့အဲ့ဒီမှာ9တလုံးပဲပေါ့နော်နံပါတ်1နှစ်38တဲကတုံများလေးလေးဆိုရတော့အဲ့ဒီမှာတော့တလုံးမှမထီဘူးပေါ့နော်တုံများတင်း98မှာနှစ်နှစ်တည်းဆိုရတော့တည်းတလုံးသေးပဲဖြစ်ပါတယ် โอเคနောက်ထပ်ဒီမှာပါเนาะတည်တလုံးသေးပဲဖြစ်တယ်ခင်ဗျာဒီ6ခွန်တင့်နှစ်မှာတော့143ဆိုတဲ့အတွက်အဲ့ဒီမှာလေတလုံးမှမထီဘူးပေါ့เนาะတင့်နှစ်6ခွန်မှာ163ဆိုတဲ့အတွက်6တလုံးအလေဖြစ်ပါတယ်တလုံးသေးပဲပေါ့เนาะ6တလုံး163ဖြစ်ပါတယ်ခင်ဗျာโอเคဆက်ပြီးတော့ adjective လေးလာကြည့်မယ်ပေါ့เนาะ ထီရင်တလုံးသေးပဲထီတာပေါ့နော်မထီဘူးဆိုရင်ဒီကီဒီလေးလုံးတလုံးမှမထီရဘူးပေါ့နော်ထီမယ်ဆိုရင်တော့တလုံးသေးပဲဖြစ်ပါတယ်ဒါကြောင့်မို့ one or no ဖြစ်ပါတယ်ခင်ဗျာ Okay နောက်ထပ်8 9 3မှာနှစ်တုံမြောက်ကိုဆိုရတဲ့ကိုတလုံးဖြစ်ပါတယ်ခင်ဗျာကျွန်တော် အပူဆိုရင်တော့တတိထားမှာဖြစ်တယ်ပေါ့နော်အပူဆိုရင်တော့အဲ့ဒီထဲကခြားပိတ်တတ်တယ်ပေါ့နော်အဲ့ဒီမှာခွန်ခွန်ကိုတပြင်းမှာလေခုနှစ်နှလုံးဖြစ်ပါတယ် အပူဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်စဉ်းစားရမယ်ပေါ့နော်အပူဆိုရင်တော့နည်းနည်းစဉ်းစားဖို့လိုတယ်ပြီးရင်ငါရှောက်တုံများတင်မှာတုံများပေါ့နော်တုံများဒီအလေအပိမနီယာမှာဖြစ်ပါတယ်အပူဆိုတဲ့အတွက်ကျွန်တော်ဒီမှာစဉ်းစားစရာလိုတယ်ပေါ့နော်အပူဆိုရင်တော့ကျွန်တော်ထည့်ထားရမှာဖြစ်ပါတယ်တုံများတင်ငါးချောင်းမှာ300ဆိုတဲ့အတွက်အဲ့ဒီမှာတလုံးမှာမထီးဘူးပေါ့နော်ပြီးရင်ငါးချောင်းတုံများတင်မှာ694ဆိုတဲ့အတွက်လည်းဒီမှာလေးတလုံးမှာမထီးဘူးပေါ့နော် ကိုတုံများလေးငါမှာတော့963ဆိုတဲ့ငါးတလုံးပဲဖြစ်ပါတယ်8934689ပါနော်68ဆိုတဲ့8934လေးထက်က8တလုံးဖြစ်ပါတယ်ရှိအလေပေါ့နော်တလုံးသေးပဲဖြစ်ပါတယ်နောက်ထပ်၄၅9မြန်မာနင်းနင်းခွန်ဆူရီအတွက်အဲ့ဒီမှာတော့တလုံးမှမထီးဘူးပေါ့နော်၄၅9တုံမြပဲထပ်ပြီးရတယ်3 8ဆူရီအတွက်တလုံးမှမထီးဘူးခင်ဗျာပြီးရင်ကျွန်တော်နှစ်3ခွန်ရှိကီမှာ3တုံ9ဆူရီအတွက်3ဒီ 3ကတလုံးသေးပဲပါနော်3ထိပ်စီတလုံးသေးပဲဖြစ်ပါတယ်4 5 9 3များမှာ3 5နေဆိုရအတွက်9လည်းတလုံးသေးပဲပါနော်9အလေဖြစ်ပါတယ်9 6 3များတင်မှာတော့3 9နေဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့တလုံးမှမထီဘူးပေါ့နော်။ Okay ထီးရင်ထီးမယ်ထီးရင်တော့ တလုံးသေးပဲထိရမယ်ပေါ့နော်မထိဘူးဆိုရင်တော့ဒီကီလေးလည်းတလုံးမှမထိဘူးရဘူးပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီကစားကွက်ကိုရှော့ချတဲ့အချိန်မှာအသုံးဝင်နေပေါ့နော်โอเคတူရဲ့နိကိုတူတူလေးလာကြည့်အောင်တူရဲ့နိကဒါလေးဖြစ်ပါတယ်ပေါ့နော်ထိရင်တလုံးပဲထိရမယ်ပေါ့နော်မထိဘူးဆိုရင်တော့တလုံးမှမထိရဘူးပေါ့နော်နှလုံးထိရင်တော့ကျွန်တော်ပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာကိုက3ချိန်ဆိုတဲ့အတွက်29 ဒီခုနှစ်ကတစ်ကြိမ်၊ကိုးကတစ်ကြိမ်၊နှစ်ကတစ်ကြိမ်၊သုံးကလေးကြိမ်ပေါင်းရှင်းသည့်စနစ်ပေါ့နော်။နေပေကြီးမယ်။ကိုးကတစ်ကြိမ်၊၆ကတစ်ကြိမ်၊သုံးနှစ်ကြိမ်ပေါင်းရှင်း၆ကိုအနောက်မှာရှိတဲ့၆နဲ့ဒါပေါင်းပေးရမှာဖြစ်ပါလေ။ Okay ဒါဆိုရင်ကျွန်တော်ဒီကိုးနှစ်ကြိမ်ပေါင်းရှင်းသည့်၁၈ပေါ့နော်။နေနဲ့ပေါင်းရင်20 6သုံးကြိမ်ပေါင်းရှင်းသည့်78နိမ့်နဲ့ပေါင်းရင်20ဒီခုနှစ်နဲ့ခုနှစ်နဲ့ပေါင်းတော့74ရာတွေအတွက်05 အနီရောင်လေးနဲ့ရေးမယ်ပါเนาะ၄၅၅ကိုကျွန်တော်တို့၄နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်၅၄ပေါင်းချင်း၉၃ည၅၄၅၉၃ညမှာတလုံးသေးပဲထိရမယ်ပါเนาะအဲဒီမှာတော့၃၅နဲ့ဆွဲအတွက်၅တလုံးဖြစ်ပါတယ်၄၅၉၃ညမှာ၅တလုံးထိတယ်ပေါ့နော်၃၅နှစ်ဖြစ်ပါတယ်ဆက်ကြည့်အောင်ဒီမှာရေးပြပေးထားတယ်ပေါ့နော်ထပ်ပြီးတော့နောက်ထပ်တစ်ပြန်ဒီ၅၆၃နှစ်တည်ရတာကိုထပ်ပြီးလေ့လာကြည့်အောင်၅၅နှစ်ချိန်ပေါင်းရှင်း၃၀ပေါ့နော် နှစ်3ချိန်ပေါင်းရှင်း6 3ညနဲ့9ပေါင်းရှင်း9 9နဲ့တပေါင်း30 3 4ချိန်ဆိုတဲ့အတွက်7နှစ်ပေါ့နော်3တစ်ချိန်4နှစ်ချိန်ပေါင်းရှင်း6 6နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ6နှစ်ချိန်7နှစ်ကိုဒီမှာ7နှစ်ပေါင်းရင်20ဖြစ်မယ်ပေါ့နော်နှစ်နဲ့3ပေါင်းတော့9ဖြစ်ပါတယ်9 6 6ကိုလေး4နဲ့ပေါင်းရှင်း31 ၅၆တော်များတင်မှာ၃ခုနေဆိုရတဲ့အဲ့ဒီမှာတော့တလုံးမှမထီးဘူးပေါ့နော်ဒါကြောင့်မို့ no ဖြစ်ပါတယ်၅၆တော်များတင်မှာ၃ခုနေစပီးကြီးပြထားတယ်ပေါ့နော်ဒါဆိုရင်၁၂ကြိမ်အတွက် one no ကိုကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်၉ကြိမ်ပေါင်း၁၈နှစ်၃ကြိမ်ပေါင်းရှင်း၆၆၃ကြိမ်ပေါ့နော်၃နဲ့၃ညာနဲ့ပေါင်းရှင်း၃၁၄ကြိမ်ပေါင်းရှင်း၄နှစ်က၃ကြိမ် ခုနှစ်ကတစ်ကြိမ်သုံးနှစ်ကြိမ်ပေါင်းရှင်6ကိုအပေါ်မှာရှိတဲ့6နှစ်ထပ်ပေါင်းပေးရတာဖြစ်ပါတယ်။ Okay ဒါဆိုရင်6နှစ်ကြိမ်ဆနစ်ကိုရှင်းနေပေါင်းရင်20ပြီးရင်ဒီ3နှစ်ခွန်ပေါင်း30 4နှစ်6ပေါင်း30 2နှစ်6နှစ်ပေါင်းရှင်800ရတဲ့အတွက်ကြောင့်မို့89 9ကို4ပေါင်းတာဆိုရင်73 74 89 34ထက်ကကျွန်တော်တလုံးတမမဟုတ်တလုံးမှ မထီရဘူးပေါ့နော်။ โอเคဆက်ပြီးတော့ကျွန်တော်တို့အတူတူလေ့လာကြအောင်ပါနော်၈၉၃လေးဆိုပြီးတော့ဆက်နှစ်ချိန်မှာဤအရာအတရားလေးဖြစ်တယ်ပါနော်၈၉၃လေပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါလေးကပ်ကပ်ပဲဖြစ်သွားမယ်ပေါ့နော်ဒီအတွင်းလေးဒီထက်ကနှလုံးမပါရဘူးပေါ့နော်နှလုံးပိုင်းပဲမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အသွေးအနေနဲ့ဆိုရင်တော့ရှစ်ကိုအတွေးပေါ့နော်ကပ်ပဲဖြစ်သွားမယ်ပေါ့နော်ရှစ်ကိုရဲ့ရှစ်သုံးရဲ့ ပြီးရင်၈ရက်ရဒါနီးအရာပါနော်၈၉၈၃၈ေးပြီးတော့9ကိုသွားမယ်ပါနော်9 3 9 4 9 3 9 4ပြန်3လေးဆိုပြီးတော့ဒီ6တွဲပါเนาะ6တွဲပြောင်းပြန်လိုက်ရင်12တွဲပါเนาะဒီဟာလေးကိုကျွန်တော်ပေးရမှာဖြစ်ပါတယ်ဒီအတွဲ6တွဲကိုကျွန်တော်ပေးရမှာပါเนาะဒါဆိုရင်ကျွန်တော်ချစ်ရဗီဒီယိုတွေမှာဒီ ချုပ်ကွက်ပေါ့နော်ကီးတွေနဲ့ချုပ်ထားတာကိုကျွန်တော်ပြန်ချောချမှာဖြစ်ပါတယ်6 9 3လေးထဲကထီရင်တလုံးပဲထီရမယ်ပေါ့နော်နှလုံးထီရင်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်2025 12ချိန်မှာ3နှစ်လေးရဲ့309กี้နဲ့ကျွန်တော်တွဲပြီးတော့ပရိတ်တွေပေးတန်းတွေနှလုံးပေါင်းရှင်တွေနဲ့ညီထားတာဒီ6ကွက်ရှိတယ်ပေါ့နော်အဲ့ဒီ6ကွက်ထဲက6 9 3လေးဆိုတာလေးကိုဆက်ကြည့်ရအောင်6 9 3လေးထီရင်တလုံးထဲပဲထီရမယ်ပေါ့နော် မထီဘူးဆိုရင်တော့လုံးဝမထီရဘူးပေါ့နော်နှလုံးမထီရဘူးလို့ဆိုလို့တယ်ဒီထက်ကနှလုံးပါရင်ပြင်မယ်ပေါ့နော်ဒါဆိုရင်တင်းနစ်ခွန်ဒီတလုံးမှာမပါဘူးကိုးနစ်ကိုကတော့အပူဆိုတဲ့အတွက်ထားထားမယ်ပေါ့နော်၅၃ညခွန်9ခွန်3တင်းလေးခွန်ရရတယ်ပေါ့နော်ကိုးလေးကိုမှာဆိုရင်ကိုးကိုးလေးကိုနှလုံးစလုံးပါနေတဲ့အတွက်ကိုလေးကိုပေးရမှာဖြစ်ပါတယ်၅၃ညကိုမှာကိုတလုံးတဲ့ကိုနှစ်တုံးမှာကိုကိုသုံးကိုပါနေတဲ့အတွက် 9နှစ်တုံးကိုပေးရမယ်10နှစ်တုံးမှာ3တလုံးပဲပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ9ခွတ်တဲ့ကြမ်းမယ်ပေါ့နော်89 3လေးနဲ့ထပ်ပေးတာဆိုရင်ဒီ9နှစ်ကိုအပူဆိုတဲ့အတွက်ထားထားရမယ်ပေါ့နော်663 665တပြင်းပါလေ66ဆိုပြီးအပူချပေးသွားခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်9နှစ်ကိုရတလေးခုရဒီဟာဒီနှစ်ခုပို့ပြီးမစားပေးအနေနဲ့သွားမှာဖြစ်တယ်ပေါ့နော်ပတ်လေဖြစ်ဖြစ်ပါတယ်အားပေးရမယ်ပေါ့နော်ကိုနဲ့ကိုအားရမယ်တလေးခွန်အားရမယ်ဖြစ်ပါတယ် ဒါကနှလုံးပေါင်းခြင်းပြိအကုန်လုံးနဲ့ကဲညီတာဒီနှစ်ခုရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကိုးကွယ်မှာခုနှစ်ကွယ်ကြံမယ်ပေါ့နော်ဒီကိုးနှစ်ကိုးနဲ့တလေးခုနှစ်ကိုပို့ပြီးဥစားပေးရမှာဖြစ်ပါတယ်ဒါကဒီမှာဆိုရင်ခုနှစ်ကွယ်ပဲကြံမယ်ပေါ့နော်ဒီချစ်ကိုးသုံးလေးနဲ့ထပ်ပြီးပေးလိုက်တာဖြစ်ပါတယ်တင်နဲ့3 5 6ခွန်အဲ့ဒီခုနှစ်ကွက်တဲ့ကဒီတင်ကွက်နှစ်ကွက်ရွေးပြထားတယ်ပေါ့နော် โอเคဒါကတော့ကျွန်တော်ဒီ key နဲ့ key တုံးလုံးနဲ့ညီထားတာပေါ့เนาะဒါကကျွန်တော် key လေးလုံးကိုပေးတဲ့နေတုံးလုံးပေါင်းချင်းပြိပေါ့เนาะအဲဒါလေးနဲ့ညီထားတာဆိုရင်ဒီမှာစုံကနန်းနေဖြစ်နေတယ်ပေါ့เนาะဆိုတော့6 9 3လေးလွတ်သားလို့ထပ်ကြည့်အောင်ပေါ့เนาะ6 9 3လေးဆိုတော့အဲ့ဒီထဲကနှလုံးမပါရဘူးပေါ့เนาะဒါဆိုရင်3945မှာရှင်4ဒလုံးပါတယ်ဗောနော4ဒလုံးထဲပဲဖြစ်ပါတယ်3926မှာတော့7ဒလုံးပဲ တုံများလေးချောင်းမှာ၄တလုံးထဲတုံများတင်းနဲ့မှာလုံးဝမပါဘူးတုံများ၅ရှင်မှာ၈တလုံးတုံများ၆ရှင်မှာ၄တလုံး၃၆ခုမှာ၄တုံးတလုံးပဲပါတဲ့အတွက်ဒီဟာအကုန်လုံးလွတ်တယ်ဗောနော်ကျွန်တော်ကဒီမှာဒီကီး၅လုံးဗောနော် sorry ကီး၄လုံးနှီးက၅မြူနဲ့ညီပြအထားချင်းဖြစ်ပါတယ်ဗောနော်အဲ့လိုညှိလိုက်တဲ့အချိန်မှာပြီးခရီးတစ်ပတ်တော့အားအားလုံး okay တယ်ပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်ညှိလိုက်တာစုံကနန်းတွေပဲဖြစ်နေတယ်ပေါ့နော် ဒီလေးတုံများ6တော့68တုံများတော့အစုံကနန်းတွေဖြစ်နေတဲ့အတွက်ဒီနှစ်တစ်တုံများကို ထပ်ထည့်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်စုံကနန်းတွေဖြစ်နေတဲ့အတွက်ဒီ3ခွန်ကူကီကိုထပ်ပြပြီးတော့ကျွန်တော်ဒီမှာထပ်ပြီးညီပြထားတယ်ပေါ့နော်စုံမှာသွေးချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီစုံမှာဆိုရင်တော့ပေတန်တွေအလုံးပေါင်းချင်းပရိတ်တွေ okay မယ်ဆိုရင်ကျွန်တော်ကိုနီကိုပလေနဲ့ဒီတလေးခွန်ပလေအောင်ဒီနှစ်ွက်ဦးစားပေးရမှာဖြစ်ပါလေပေါ့နော် โอเคဒါတော့ကျွန်တော်တို့တင်ချာနည်းအရာပေါ့နော်တိမ်ဆိုင်ရင်တော့အရာမှာဖြစ်ပါတယ်โอเคကျွန်တော်ကံပေးရင်တော့အရာမှာဖြစ်တယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်ချိန်နေတဲ့တဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့ပြန်လည်ပြောင်းပြီးရှင်းဖြစ်ပါတယ်ရှိကူတုံးလေးထက်ကနှလုံးမပါရဘူးပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။